Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မနေ့ကညရှေ့မှာစားခဲ့ကြတယ်ဒါ Manchester United နဲ့ Brighton တို့ရဲ့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ဒါပွဲပြီးသုံးသက်ချက်လေးဒါဆွေးနွေးကြည့်လိုက်ရအောင်အရင်တော့ဒီပွဲအကြောင်းမပြောခင်ကျွန်တော်တို့က United အနေနဲ့ပြီးခဲ့တဲ့ရာသီတုန်းကဒါရှုံးနေခဲ့တဲ့ရှုံးကြွေးတွေကိုကျွန်တော်တို့က United အိမ်ဝင် Old Trafford မှာပဲကျွန်တော်တို့ ါလက်စားပြန်ပြီးတော့ခြေနိုင်ခဲ့ပြီလို့ပြောလို့ရတယ်။အဲပြီးခဲ့တဲ့ရာသီတုန်းကကျွန်တော်တို့ဒါအိမ်ကွင်းမှာရောအဝေးကွင်းမှာရောနှစ်ကြော်စလုံးမှာဒါ room arboring အနေနဲ့ရှုံးနေခဲ့တာကတော့အဲတော်တော်လေးဒါရုပ်ပြစင်းပြင်းနဲ့ရှုံးနေခဲ့တယ်။အဲ့တော့လက်ရှိဒီရာသီမှာဆိုရင်တော့ room arboring ရဲ့ Manchester United အနေနဲ့ Brighton ကိုကျွန်တော်တို့ဒါအိမ်ကွင်းအိုးထွက်ဖို့မှာပဲဒါ4-2ဆိုတဲ့ရလက်နဲ့အနိုင်ကစားနိုင်ခဲ့တာကတော့တကယ်ကိုချီးကျူးရမယ်ပွဲစဉ်လေးပဲဖြစ်ပါတယ်။ကဲတော့ဒီပွဲစဉ်မှာကကစားသမားတွေနဲ့ပတ်သက်ပြီးပြောရမှာဆိုရင်ကစားသမားတော်တော်များများအကုန်လုံးကိုပဲခြေစွမ်းပြကြတယ်လို့ဒါပြောလို့ရတယ်။နောက်ပြီးတော့ ဒီလိုမျိုးတိုက်စစ်အစုအဖွဲ့ဒီလောက်ထိတိုက်စစ်ပိုင်းအားကောင်းလာမဲ့အထိပေါ့နော်အဲကျွန်တော် United အနေနဲ့ကျွန်တော်မမြင်ခဲ့ရဒီလိုမျိုးပုံစံညီကစားတာမမြင်ခဲ့တာနည်းနည်းလေးကြာသွားခဲ့ပြီလို့ဒါပြောချင်ပါတယ်အဲ့တော့ Ruben Amorim ရဲ့ကစားခွက်နဲ့ United ရဲ့အခုလက်ရှိလူစီရင်နေကစားသမားတွေအနေနဲ့တဖြည်းဖြည်းချင်းဒါအံဝင်လာပြီလို့ပြောလို့ရတယ်ကျွန်တော်တို့ဒါရှေ့ရကစားခဲ့တဲ့ Liverpool နဲ့အဝေးခွင့်ပွဲစဉ်တုန်းကဆိုရင်လည်းဒါ United တိုက်စစ်ပိုင်းကဒါ United ပြည်သက်တိုင်းလည်းတီးကြပါတယ်တော်တော်လေးအားကောင်းခဲ့တယ်ဆိုတာနောက်ပြီးတော့ Sunderland နဲ့ပွဲစဉ်ကနေစပြီးတော့အခုနောက် နောက်ပိုင်းပွဲချင်းဖြစ်တဲ့ကျွန်တော်တို့ဒါသုံးပွဲစလုံးကိုပဲဇက်တိုက်အနိုင်ရထားတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ United ကတော့ဟိုအခုလက်ရှိဒါ Premier League ရဲ့ဇယားမှာဆိုရင်အဆင့်၄ဆိုတဲ့နေရာထိတောင်မှာကျွန်တော်ရောက်ရှိသွားခဲ့ပြီပေါ့နော်ဒါ၉ပွဲကစားထားတယ်၅ပွဲနိုင်တယ်တပွဲတည်ချပြီးတော့ဒါသုံးပွဲရှုံးနေထားပြီးတော့ရမက်ကတော့၁၆မှတ်ထိဒါဖြစ်သွားခဲ့ပြီပေါ့ကဲတော့ကျွန်တော်တို့ဒါ United ပြိတ်သက်တွေအနေနဲ့ဆိုရင်အခုလိုမျိုးတိုက်စစ်အစုပွဲဒီလောက်ထိဟိုအချိန်ဆက်မိမိကစားနေရတာကိုမြင်ရတော့တကယ်ကိုဝမ်းသာတယ်ပြန်စိတ်ထဲကနေကိုယ့်အသင်းဟို ငါတို့အသင်းဒီလောက်ထိဤတော်မှာပဲအဆင်ပြေနေပြီဒီလောက်ထိ performance နေကောင်းနေပြီဆိုတာကိုကျွန်တော်တို့မြင်ရတယ်ဗျစိတ်ချမ်းသာတယ်အဲ့ဒါမျိုးအဲညကကျွန်တော်တို့က brighter နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာပွဲထွက်လာခဲ့တဲ့ line နဲ့အနေအထားကိုကြည့်မယ်ဆိုရင်လက်ရှိ DR ဒီအသစ်ခေါ်ယူထားတဲ့တိုက်စစ်၃ရာစလုံးကိုဒါတည်ပြီးတော့ထွက်လာခဲ့တယ်ဝင်းဘတ်ဒီမှာဆိုရင်တော့ဒီကိုဒါတော့ရှိတယ် AMD ရလို့ရှိတယ်နောက်တန်းပတ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်လက်ရှိသုံးသွားခဲ့တဲ့နောက်တန်းဒါလူစင်းကတော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်ငြိမ့်နေကောင်းနေ အဲလီနီယူရိုပါမယ်ဒီလေးပါမယ်လူျော်လူျော်လဲညကကစားခဲ့တဲ့ပွဲစဉ်မှာတော်တော်လေးကောင်းတယ်တော်တော်လေးအဆင်ပြေတယ်ကွင်းလည်းပိုင်းလည်းမစိုးဘူးဒါပေမဲ့ဘရူနိုဖာနယ်ဒက်ကနည်းနည်းလေးအမှားလေးလုပ်ခဲ့တယ်ဒါပေမဲ့အဆင်ပြေပါတယ်ကက်စမေရိုးတော်တော်ကောင်းတယ်အခုနောက်ပိုင်းပွဲစဉ်လေးမှာယူနိုက်တက်ပရိသတ်တွေသတိထားမိလာတော့မသိဘူးဗျာကျွန်တော်တော့ဒီချာလေးတစားစောင့်ကြည့်ဖြစ်တယ်အခုနောက်ဆုံးဒီနိုင်ခဲ့တဲ့၃ပွဲစားတိုင်းမှာကြည့်လိုက်မယ်ဆိုရင်ရူဘင်အာမိုရင်ရဲ့လူစားအပြောင်းလဲလေးတွေက တော်တော်လေးမှန်ကန်လာပြီလို့ပြောလို့ရတယ်တော်တော်လေးအလုပ်ဖြစ်လာခဲ့ပြီဆုံးဖြတ်ချက်တွေမှန်လာပြီလို့ကျွန်တော်အနေနဲ့မြင်ရတယ်ညာတော့ကစားသွားခဲ့တဲ့ပွဲစဉ်မှာဆိုရင်လည်းဒါပွဲချိန်24မိနစ်မှာခရေရကြတယ်မယ်ကျွန်တော်တို့ဒါ United အနေနဲ့ဂိုးတွေစတင်ပြီးတော့ရရှိခဲ့တယ် Brighton ကလုံးဝတိုက်စစ်ကို PPCC နဲ့ကစားကစားပြသွားခဲ့တာကတော့ Ruben Amorim တကယ်တော်ပါတယ်ဒါမာတီယက်ကွန်ညာရဲ့ဒါပထမဦးဆုံးအဖွင့်ကိုကလည်းဒါ Old Trafford မြင်ပါပဲဒါအဖွင့်ကိုရရှိခဲ့တယ်ပေါ့ဗျာ ကူသွားခဲ့တဲ့အလုံးကလည်းတော်တော်လေးလှတယ်ဗျာမတည့်ကွန်ညာတကယ်လဲပညာသားပါတယ်တကယ်လဲကောင်းတဲ့ကိုတကိုးလို့ဒါပြောလို့ရတယ်အဲဒုတိယကူကတော့ကတ်စမဲရိုးပေါ့နော်ကတ်စမဲရိုးအနေနဲ့ ါ brighter ရဲ့နောက်ခံလူနဲ့တိုက်မိပြီးတော့ဒါ OG လုံးကိုးရသွားတယ်ပေါ့ဗျာနောက်ဆုံးဒါနှလုံးကတော့ Brian Ammo ပေါ့ဗျာလက်ရှိဒီရာဒီမှာ Brian Ammo နဲ့ Madie ကိုညာကိုခေါ်ယူလိုက်တယ်ဒါ size ကိုခေါ်ရတဲ့တာကတော့တကယ်ကိုတိုက်စစ်အပြောင်းလဲတွေအများကြီးမြင်တွေ့ခဲ့ရတယ် Brian Ammo လိုကစားသမားမျိုးကိုရအောင်ခေါ်နိုင်တာကိုပဲတကယ်ကိုတော်လာပါပြီဗျာပထမဦးဆုံးကျွန်တော်တို့က Brian Ammo တွင်းသွားတဲ့60မိနစ်တုန်းကဒါအလုံးဆိုရင်လည်းတော်တော်လေးမိုက်တယ်နောက်ဆုံးအလုံးကတော့လုံးဝရှည်ကြီးဗျာ United အနေနဲ့ကျွန်တော်တို့ကညာပွဲစဉ်တုန်းကဆိုရင် Brighton ကိုကျွန်တော်တို့ကနှလုံးတော်မှာပြန်ပြီးတော့ခွင့်ပြုလိုက်ရတယ်ဒါ free kick ဆိုရင်လည်းတော်တော်လေး ောင်းပါလေကုသမအောင်ဒါသွားပြီးတော့အပြစ်ပြောလို့မရဘူးကုသမလည်းဒါပုတ်တာပဲတစ်ပွဲလုံးအတိုင်းတာနဲ့ကြီးမယ်ဆိုရင်ကုသမလည်းကောင်းတယ်လို့ကျွန်တော်ယူဆလို့ရတယ်နောက်ပြီးတော့ဟိုတောင်းကန်ပေါ်ဒါခွင့်ပြုလိုက်ရတဲ့အလုံးဆိုရင်လည်းဒါဇက်စီရဲ့မာကင်လွတ်နေတဲ့အနေထားအနေမှာဒါကောင်းတိုက်ပေါ်ခွင့်ပြုလိုက်ရတယ်ဆိုတော့ပုံစံအနေထားကကျွန်တော်တို့ဒါဂိုးတွေကတော့ခွင့်ပြုနေရတာတော့ဒါဟုတ်တယ်ဗျာဒါပေမဲ့တိုက်စစ်စုဖွဲ့ကအရင်ကဒါပုံစံနေနဲ့လုံးဝမတူတော့ဘူးတော်တော်လေးမြန်မြန်ဆိုင်ရင်လည်းကစားနိုင်လာပြီဒီတဲ့ပူကောင်းမှုပဲရှိတော့တယ်အဲ့တော့ကျွန်တော်တို့ရူဘင်အာမိုရင်အနေနဲ့ United ကိုလက်ရှိခြေစွမ်းတဲ့ပိုကောင်းလက်ရှိကောင်းတာတဲ့ပိုပြီးတော့ကောင်းအောင်စွမ်းဆောင်နိုင်မလားဆိုတာတော့ကျွန်တော်ဒါတစ်ချက်စောင့်ကြည့်ရမယ်ပေါ့ဗျာအဲ့တော့အဲ Ruben Amorim လက်ထက်မှာဆိုရင်လည်းအခုဒါ3ပွဲဆက်နိုင်တာဆိုလို့ဒါပထမဦးဆုံးအချိန်ပေါ်လက်ရှိဒီယာဒီမှာပေါ့နော်ဒါပြီးခဲ့တဲ့ယာဒီတော့လည်းမရှိခဲ့ဘူးဒါ3ပွဲဆက်နိုင်တာဆိုတာပထမဦးဆုံးပဲအဲ့တော့ Ruben Amorim အနေနဲ့ဆိုရင်လည်းဒီကဒီအစမှာတော့ကသူ့ကိုဒါအပြစ်ပြောဆိုတာဝေဖန်မှုတွေလည်းအများကြီးရှိခဲ့တဲ့အတွက်ကြောင့်မလို့ဒါအခုလိုမျိုးနိုင်ပွဲတွေပြန်လည်ပြီးတော့ရရှိလာတာကတော့တကယ်ကိုကောင်းတဲ့လက္ခဏာပါပဲကြည့်တော့ကျွန်တော်က United fan တယောက်အနေနဲ့ဆိုရင်တော့ကျွန်တော် ်အခုလက်ရှိ United ရဲ့ကစားပုံကစားခွက်တွေတော်တော်လေးအားရလာတော့အမှန်ပဲကျွန်တော်အရင်တော့မြင်နေရတဲ့တိုက်စစ်အစုပွဲမဟုတ်တော့ဘူးအခုအသင်းကကဲတော့ကျွန်တော်တို့ဒါဒီထက်ပိုပြီးတော့ကောင်းလာပါသေးလို့ပဲကျွန်တော်တို့ဒါမျှော်လင့်ရမှာပေါ့ဗျာအဲ့တော့ United ပရိသတ်တွေနဲ့ဆိုရင်ရောကျွန်တော်တို့ဒါမင်းညရှင်မန်ကစားခဲ့ကြတဲ့ Manchester United နဲ့ဒါ Brighton တို့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲဒီပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါမှတ်ချက်လေးဒါဆွေးနွေးပြီးတော့ကြပါဦး အစောတည်းကြီးရှိပေးကြရပြည်သက်တရားချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။အားကားသတင်းအစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ MM Media ရဲ့ Facebook, YouTube, TikTok တို့ကိုလိုက် and Subscribe လုပ်ပြီးတော့ဒါစောင့်ကြည့်နိုင်ပါတယ်။ဘလုံးမိုက်တိုင်းလည်းကြီးရှိချင်တဲ့ပြည်သက်များအနေနဲ့ www.mm.stream မှာလည်းအခမဲ့တိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြောင်းသတင်းကောင်းပိုင်းနဲ့ကျွန်တော်တို့ဒါနောက်ဆုံးအစီအစဉ်တွေမှာပဲဒါပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။ Okay အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။